င်္ဂလာပါ ကလေးတွေကိုတက်ရွယ်လိုက်သင်ကြားပေးရမယ့် sex education သင်ခန်းစာပထမပိုင်းဗီဒီယိုကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီဗီဒီယိုမှာအသက်3နှစ်ကနေ9နှစ်အရွယ် preschool ကလေးငယ်တွေကို sex education နဲ့ပတ်သက်ပြီးတော့ဘာတွေသင်ပေးရမလဲ၊ပြီးရင်ဘယ်လိုနည်းနဲ့သင်ပေးလို့ရမလဲဆိုတာကိုမျှော်ပြသွားမှာဖြစ်ပါတယ်။အသက်3နှစ်ကနေ9နှစ်အရွယ် preschool လေးတွေအတွက်ဆိုရင်ပထမဦးဆုံးအနေနဲ့နံပါတ်1 parts of the body names လို့ခေါ်တဲ့သူတို့လေးတွေမှာရှိတဲ့ န္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီရဲ့နာမည်တွေကိုမမှန်ကန်ကန်သိနာလည်အောင်သင်ပေးထားရပါမယ်။ part of the body မှာနှစ်ပိုင်းခွဲပြီးတော့သင်ပေးရပါမယ်။တစ်ခုက public parts ပြီးရင်နောက်တစ်ခုက private parts ဆိုပြီးတော့အခွဲပြီးသင်ပေးရမယ်။ public parts မှာဆိုရင်ဥပမာအ head တို့ face တို့ in neck အ arm ဆရှိတာတွေကိုအသင်ပေးပြီးတော့ပြီးရင်ဒီ private parts မှာဆိုရင်ဥပမာဆိုရင် လိန်အင်ကာလိန်မကိုလိန်တန်ပြီးရင်တင်ပါရင်တာအနုတီကောင်အစတာတွေကိုမမကန်ကန်တင်ပေးရပါမယ်ဒီနေရာမှာတခုသတိထားမှာကအချို့တွေကခလေးတွေကို private parts နာမည်တွေကိုတင်ပေးတဲ့အခါမှာနာမည်ပြောင်းဒီ nickname တွေသုံးပြီးတင်ကြတာတွေ့ရတယ်ဒီခလေးတွေကို nickname တွေအစားဒီ private part တွေရဲ့ဒီပုံမှန်သုံးနေကြတကယ်အာတမန်လူတွေသုံးနေတဲ့နာမည်တွေကိုဒါတင်ပေးရပါ ါမယ်။ဘာလို့လဲဆိုတော့အမ်တကယ်လို့များကို့ကလေးကိုတယောက်ယောက်ကဒီမတင်လျော်တဲ့အထီးအတွေ့တို့အမ်စတာတွေကိုဒီလှုပ်လာခဲ့ပေါ့နော်။ကလေးကအမ်ဒီလိုမျိုးတမန်လူတွေတုံးနေတဲ့ ဒီမှန်ကန်တဲ့စကလုံးတွေကိုသုံးပြီးတော့ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုတို့အနေနဲ့ရှင်းရှင်းလင်းလင်းပြောပြနိုင်တယ်လူကြီးတွေအနေနဲ့လည်းရှင်းရှင်းလင်းလင်းနားလည်နိုင်တယ်တကယ်လို့ကိုကဒီ my flower ဒီ my bird စတဲ့ဒီနမေပြောင်တွေတင်ထားရင်ဒီကလေးတွေဘက်ကအလူကြီးတယောက်ယောက်ကိုအဖြစ်ပြက်တွေကိုပြန်ပြောပြရင်လည်းဒီအချို့တွေနားလည်မှုလွဲနိုင်တယ်အပြီးရင်နောက်တစ်ခုကဒီအရေးအရာရှိတွေနဲ့အဖြစ်စဉ်ရှင်းပြပြီးတော့တိုင်ကြားတဲ့အခါမှာလည်းတစ်ဖက်ကနားလည်မှုတွေလွဲ ဲပြီးတော့ဒီအမှုတွေပေါ်ရောစေနိုင်တဲ့ side effect တွေရှိလာစေနိုင်တယ်။ပြီးရင်နောက်ထပ်တစ်ခုကအကလေးတွေကို private part အပောင်ဝင်သူတို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးဟာပုံမှန်ပဲ normal ပဲရှက်စရာတွေမဟုတ်ဘူးရှုပ်ဝက်စရာမဟုတ်ဘူးဆိုတာကိုအသင်ပေးရတယ်။ဘာလို့လဲဆိုတော့တကယ်လို့ကလေးတွေကဒီအစိတ်အပိုင်းတွေဟာရှက်စရာကောင်းတဲ့စိတ်ပိုင်းတွေရှုပ်ဝက်စရာတွေလို့အထင်မြင်ထားရင်ဒီမတမာတဲ့သူတွေကဒီအကြမ်းဖက်မှုတွေကိုကျူးလွန်တဲ့အခါမှာ ာဒီလိုဒါကိုရှက်စရာမလို့ငါတို့ဒီအထီတွေးကင်တွေ့တဲ့အကျံဖက်ရင်လေဒီခံရတဲ့သူတွေကမပြောရဲဘူးခလေးတွေကပြောရဲမှာမဟုတ်ဘူးဒါကိုရှက်စရာလို့သူတို့တိထားတဲ့အတွက်ပြန်မတိုင်ရဲဘူးဆိုပြီးတော့ဒါကိုအခွင့်ကောင်းယူပြီးတော့အကျူးလွန်တတ်ကြတာတွေရှိတတ်တယ် ဒါကြောင့်ဒီ private body part တွေကိုလည်း um ဒီ public part တွေလိုမျိုး normal လို့ခံစားရအောင်အဲသုံးနှုံးပြီးတော့သင်ပေးရမယ်။ဒီလိုမှန်မှန်ကန်ကန်သုံးနှုံးသင်ကြားတာကဒီနောက်တစ်ချိန်မှာကလေးတွေကဒီ head education တွေအလေးလာတဲ့အခါမှာလည်းဒီလိုဒီသုံးနှုံးတွေနဲ့ရင်းနှီးပြီးသားဖြစ်လို့ပို့ပြီးတော့အလွယ်လွယ်ကူကူသင်ယူနိုင်စေပါတယ်။ ဒီ private part တွေကိုတင်တဲ့အခါအာဒါရီယာရှက်စရာကောင်းတဲ့အစိတ်အပိုင်းတွေလို့မခံစားရမိအောင်ဒီတင်ပေးရမယ်ပြီးရင်ကလေးတွေအရှိမအာတင်တဲ့အခါမှာလဲကိုကိုရိုင်းဒီရှက်ပြနေတာတို့အဲတမျိုးတမီဒီဟိုဗာလဲဒီ hesitate ဖြစ်နေတာတို့ဆိုတော့ဒီမကောင်းတဲ့ feeling မျိုးကလေးတွေရသွားအောင်အအမူအရာလေးတွေအပြောဆိုလေးတွေအသတိထားပြီးတော့တုံ့နှုံတင် जा ပေးရမယ်အခန့်တော့ကိုတိဆောက်ပုံအရာအလုံးလုံးပ ုံအရာဒီအစိပ်ပိုင်းတွေကအကြမ်းဖက်မှုတွေအတွက်ဒီ target ထားခံရလေးရှိတက်လို့အဲဒီ private part စိတ်ပိုင်းတွေကိုပို့ပြီးအဲကာကွယ်ဖို့လိုအပ်တယ်ပို့ပြီးဖုံးကွယ်ထားဖို့လိုအပ်တယ်ဆိုတော့ message လေးပေးပြီးတော့သင်ကြားပေးရင်ကိုပဲတော်တော်လေးလုံလောက်ပါတယ်အင်းတက်က safe third unsafe third ဆိုတာဘာလဲဆိုတာကိုအာသင်ပေးထားမှာဖြစ်ပါတယ် ဥမာဆိုရင်အာကိုရဲ့ဖိဖိမိမိတွေဒီပွေဖက်နန်းရှုပ်တာတွေကအနည်းကင်းတဲ့အထီးတွေ့တွေဖြစ်တဲ့အကြောင်းတွေအာပြီးရင်လမ်းဖြတ်ကူးတဲ့အခါမှာဒီလက်ဆွဲတာတွေအာပြီးရင် high five လောက်တာတွေဆရာဝန်တွေ medical check up လောက်တာတွေအာဆစ်ဆေးတာတွေကင်တွယ်ထိတွေ့တာတွေကအာ safe tar ဖြစ်တဲ့အကြောင်းတွေဟိုဒီဥမာပေးပြီးတော့အခွင့်ကြတင်ထားပေးရမှာဖြစ်ပါတယ်ဒါမဲ့တခုရှိတာကမိဘတွေဘက်ကနေပြီးတော့မိမိသားသမီးတွေကို ဒီပွိဖက်နန်းရှုပ်တာတွေကလည်းကိုက permission ရမှပဲဒီလုတ်တင်มาတယ်အာငမွေးထားတဲ့သားသမီးတွေပဲဆိုပြီးတော့အဲကိုစိတ်ကြိုက်တော့လုံလို့မရဘူးပေါ့နော်အဲကလေးတွေကိုဒီ boundary ဆိုတာဘာလဲဆိုတာတင်ပြဖို့အတွက်ကိုကိုရိုင်း boundary တွေကိုအလေးထားလိုက်နာပေးဖို့လိုပါတယ်အာဒါမှကလေးတွေကအချင်းတစ်ခုအနေနဲ့အဆက်ပြီးတော့သူတို့အနေနဲ့ဒီ boundary ဆိုတဲ့ habit ကို develop ဆက်လုပ်သွားနိုင်မှာဖြစ်ပါတယ်ပြီးရင် unsafe thought ဆိုတာ ါတယောက်ယောက်ကဖီမီရီကိုပြန်မပြောဖို့ပြောပြီးဒီထိတွေ့ကင်တွေတာတွေဒီ private party ကိုအာထိတွေ့ကင်တွေတာတွေပြီးရင်ကိုယ်စိတ်တင်မှာဒီ feeling က သမျိုးရင်းဖြစ်ပြီးတော့ဒီပုံမှန်လို့မခံစားရစေတဲ့ feeling မျိုးရစေတဲ့ဒီအထီးတွေ့တွေကို ကိုမကြိုက်နှစ်တက်ရင်ဒီချက်ချင်းနှုံးပြောဖို့အာပြီးရင်ယုံကြည်ရတဲ့လူတယောက်ယောက်ကိုပြောပြဖို့အတွက်ကိုလည်းသင်ထားပေးရပါမယ်အရေးကြီးဆုံးကလေးတွေကိုသင်ထားပေးရမယ့် concept တစ်ခုကငါခန္ဓာကိုယ်ကိုငါပိုင်နေငါမကြိုက်နှစ်တက်တဲ့အထီးတွေ့မှန်မြကိုငါညင်းပယ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ concept ကိုတည်တည်ချာချာသင်ထားပေးရပါမယ်ဒီနေရာ မှာတကလေးတွေကိုတင် जा ပေးတယ်ဆိုတာဒီကိုကတည့်ရလောက်တင်ပေးလိုက်တယ်ပြီးရင်ပြီးသွားတယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ရဘူးအဲ့ဒီမှာလည်းကလေးတွေမကြိုက်နှစ်သက်ဘူးဆိုရင်သူတို့ရဲ့ feeling တွေသူတို့ရဲ့ boundary တွေကိုလေးစားပေးသောအားဖြင့်ဟိုကိုကိုတိုင်းရှောင်ကျင်ပြီးတော့အာတကယ်လက်တွေ့လေးစားလိုက်နာမှုတွေနဲ့တင် जा ပေးထားရမှာဖြစ်ပါတယ်။နောက်နံပါတ်3အချက်ဖြစ်တဲ့ our safe circle trusted adult တွေကိုရှာဖွေသတ်မှတ်ထားပေးရပါမ မယ်။အရင်ဥဆုံးကလေးတွေကို သူတို့ယုံကြည်ရတဲ့သူဘသူတွေရှိလဲဆိုတာကိုအရင်ဆုံးမေးကြည့်ရပါမယ်။အာဒီလူတွေကိုသူတို့ယုံကြည်ရတဲ့သူတွေကို သူတို့ရဲ့ safe circle နေနဲ့သတ်မှတ်ထားပြီးပြီးတော့အဲတကယ်လို့သူတွေတခုခုဖြစ်ရင်အဲသူတို့ဒီယုံကြည်ရတဲ့ဒီ trusted person တွေကိုပြောပြဖို့တိုက်တွန်းပေးထားရမယ်။အဲသူတို့ရဲ့ safe circle ကအဲသူတို့ရဲ့ចောင်းဆရာဆရာမတွေလည်းဖြစ်နိုင်တယ်လို့ဒီ adore တွေအမတွေပြီးရင်အမေတွေအဖွားတွေ ဘာလို့မဆိုဖြစ်နိုင်လဲအာအဓိကကတော့သူတို့ယုံကြည်ပြီးတော့ဒီသူတို့ကိစ္စတစ်ခုခုဖြစ်ရင်သူတို့ပြောဆိုဖို့အတွက်ဒီသူတို့ comfortable ဖြစ်တဲ့သူတွေဖြစ်ဖို့ပဲအရေးကြီးတယ်နောက်ဆုံး number 4ဖြစ်တဲ့ဒီ safe secrets versus unsafe secrets အကြောင်းလေးကိုတင် जा ပေးထားပါမယ်အာအဖေအမေဦးအတော်ဒီအဖိုးအဖွားမိသားစုဝင်ဆွေမျိုးတွေကိုအာဒီလက်ဆောင်ပေးဖို့ခိုးဝက်စီစဉ်တာတွေရှိုးဝက်စီစဉ်တာတွေအဲဒီအစီအစဉ်တွေကိုပြန်မပြောဖို့ပြောဆို သားမြတ်တာတွေကဒီ safe secret ဖြစ်တယ်ဆိုတဲ့အကြောင်းတွေအဲ့လိုပဲ opposite အနေနဲ့တတမီမီကိုအဥဥကိုကိုရီးယားဒီလိုလောက်တာဒီလိုထိတွေ့ကင်တွေတာတွေကိုအလူကြီးတွေကိုပြန်မပြောရဘူးနော်ဆိုတဲ့သားမြတ်ပြောဆိုမှုတွေက unsafe secret ဖြစ်တဲ့အကြောင်းတွေကိုခွဲခြားတင်ထားပေးရမှာဖြစ်ပါတယ်အ safe secret တွေကဒီသူတို့ကိုပျော်ရွှင်စေတယ် excited ဖြစ်စေတယ်ဆိုတော့ဒီ positive feeling တွေကိုပေးတယ် unsafe secret တွေကဒီကြောက်ရွံ့စေတာ conf confuse ဖြစ်စေတာစတဲ့ဒီ negative feeling တွေကိုပေးတဲ့အကြောင်းတွေကိုအခွဲခြားပြီးသင်ထားပေးလို့ရပါတယ်။ခလေးတွေကတခုဖြစ်လာရင်အာသူတို့ဘလို feeling ရှိလဲဆိုတာကိုသူတို့အပြန်ပြောပြဖို့တကယ်လို့များမသေးချခဲ့ရင်သူတို့ရဲ့ instinct feeling ပေါ့နော် wanting စကားတွေကိုအနားထောင်ဖို့အာတကယ်လို့ဒါက something wrong လို့ခံစားရရင်အာသူတို့တခုခု confuse ဖြစ်တယ်လို့ထင်ရင်ခုနသူတို့ဟိုတတ်မှတ်ထားပေးတဲ့ trusted a dog တဲ့အတယောက်ယောက်ကိုပျော်ပြဖို့တင် जा ပေးထားမှာဖြစ်ပါတယ်။ အခုဒီဗီဒီယိုမှာပြောပြသွားတဲ့အချက်၄ချက်ကဒီအသက်၃နှစ်ကနေ၅နှစ်အရွယ်ကလေးငယ်တွေကိုသင်ကြားပေးရမယ်အချက်တွေပဲဖြစ်ပါတယ်။အာအိမ်မှာဒုမောက်ကျောင်းမှာ သင်ကြားတဲ့အခါမှာအဆောင်ရန်ရှောင်ရန်လေးတွေကိုလည်းကျမဒီ document file လေးလုပ်ထားပေးပါတယ်။အာဒီဆောင်ရန်ရှောင်ရန် document chart ကိုရယူခြင်းနဲ့ဆိုရင်ဒီဗီဒီယို post ရဲ့ comment မှာ live skill for 3 5ဆိုပြီးတော့ man လိုက်ရင် ကိုယ့်ရဲ့ messenger ကို auto reply link လေးကြလာမှာဖြစ်ပါတယ်အဲ့ link ကိုနှိပ်ပြီးတော့ download ဆွဲပြီးရယူနိုင်မှာဖြစ်ပါတယ်ဒါဆိုရင်ကြည့်ရှုနားထောင်ပေးကြတဲ့တူတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်အဲ့ဆိုနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်